ပေါင်းနှင့်ပြည့်စုံကြပါစေရှင်။ဆရာတုံဒရာဝင်းချောင်းရေးသားတော်မူခဲ့သောစစ်မှန်သောဗုဒ္ဓသာသနာစာအုပ်ရဲ့အပိုင်းဆက်ကိုဆက်လက်မျှဝေပါမယ်ရှင်။ အယူသီးမှု၏ရလက်အခြေအမြစ်မရှိသောယုံကြည်မှုများကိုအယူသီးမှုဟုခေါ်ပါ၏အယူသီးမှုကိုပညာရှင်များအဓိပ္ပာယ်ဖွင့်ဆိုပြခဲ့ကြသည့်အနက် အထက်ပါဖွင့်ဆိုမှုကို နှစ်သက်မိပါ၏အနောက်နိုင်ငံများတွင်အယူသီးမှုနှင့်သက်ဆိုင်သောယုံကြည်လက်ခံမှုများမှာတွားနေသည့်လမ်းတွင်ရှေ့မှကြောင်နဲ့တကောင်ဖြတ်သွားသည်ဖြစ်စေ ်ခလေကားအောက်သို့ဝင်ရောက်ဖြတ်တန်းသွားမိသည်ဖြစ်စေမိမိကြည်နေသည်မှန်အောက်သို့ကြာခွဲသွားသည်ဖြစ်စေအိမ်အတွင်း၌ထီးကိုဖွင့်ဆောင်မိသည် ဖြစ်စေသမင်းစားစပွဲတွင် မတော်တဆစားဖိတ်သွားသည် ဖြစ်စေလူတယောက်အားဓာငယ်တစ်ချောင်းသို့မဟုတ်ကကြေးတစ်လက်ကို ပေးမိသည် ဖြစ်စေဘေးအန္တရာယ်တစ်ခုခု ဖြစ်တတ်သည်ဟုယုံကြည်ယူဆကြပါ၏ အင်္ဂလန်အမေရိကန်စသောအနောက်နိုင်ငံသားများနှင့်လည်း73ခန်းကိုမင်္ဂလာမရှိသော အမှတ်ဟု၍၎င်းတောက်ကြနေ့ကိုအာမင်္ဂလာနေ့ဟု၍၎င်းအထူးသဖြင့်တောက်ကြနေ့တွင် ကြားရောက်သော73ရက်သည် မင်္ဂလာမရှိဆုံးအဆိုးဆုံးနေ့ဟုယုံကြည်ယူဆကြောင်းသိရပါ၏ ထို့အတူမြန်မာနိုင်ငံ၌လည်းအခြေမြင့်မရှိသောယုံကြည်ကိုးကွယ်ခြင်းအယူသီးမှုများစွာ ရှိပါသည်။ငှက်အော်တန်အိမ်မြောင်ဆုပ်ထိုးတန်တောက်တက်အော်တန်ရရစာပြတရာဝါရမိတ်တုအတိတ်နမိတ်ငကလက်အိမ်ဆောင်အမိပေးအခါရွေးဘေရင်ဆုံနဲ့အစားရှိသော သဘောတရားများကို အခြေအမြင့်မရှိယုံကြည်လက်ခံအယူသီးမှုများ ရှိနေကြပါ၏ နခတံပတိမာထနတံအထောဘာလံဥပိစကံအထောအထတနခတံကိံကရိတန္တိတာယကံနခကောင်အချိန်ကောင်းကိုငန်းလင်းနေသောအသိဉာဏ်မဲ့သူကို လိုအပ်သောအကျိုးသည်ကပ်လာပြီးမှကျော်လွန်သွားတတ်၏လိုအပ်သောအကျိုးကိုရခြင်းသည် လိုအပ်သောအကျိုး၏နခကောင်အချိန်ခါကောင်းပေသည် ကောင်းငင်ကကျဲတာရတို့သည်အဘယ်အကျိုးကို ပြုနိုင်ကုန်အန်ဒီပြီးနိုင်ကုန်အန်ဒီဟုမြတ်စွာဘုရားရှင်ကဧကကနိပတ်49ခုမြောက်ဇဝတ္ထုဖြစ်သည့်နခတဇာတက၌ဟောကြားဆုံးမတော်မူသည်ကိုတတိပြုသိမ့်ပါ၏ ပညာရှင်တဦးကားမူကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းစိုးရိမ်ခြင်းစသည့်စိတ်ခံစားမှုများပါသည့်ယုံကြည်မှုသည်သာလျှင် အယူသီးမှုဟုခေါ်ဆိုရမည်ဖြစ်ပေသည်ဟုဖွင့်ဆိုပါ၏ဤသည်မှာအသည့်ဉာဏ်မဖွင့်ဖြိုးသေးသောကြောက်ခဲ့လူသားတို့၏ယုံကြည်ကိုးကွယ်မှုနှင့် ထူးမခြားနာလပြီယခုခေတ်သည်အနုပြုကွန်ပျူတာခေတ်ဖြစ်သည့်အလျောက်အချိန်မရှိသော ကြောင်ရွံ့စိုးရိမ်ထိမ့်လန့်ခြင်းတို့ကြောင့်ကိုးကွယ်သောယုံကြည်မှုမျိုးမရှိသင့်တော့ပေ။ခင်မီဖွံ့ဖြိုးတိုးတက်သောကဘာနှင့်ရင်မောင်တန်းနိုင်အောင်မြန်မာနိုင်ငံသည်လည်းအာသွန်ကြိုးပမ်းနေခြင်းဖြစ်ပါ၏။အစင်းမြင့်တိုက်အိမ်၏အိမ်ရှိဝရန္ဒာမှဂျိုဒုဇလောင်း၏အနီးတွင်သုံးထက်လဲပေါ်ကျွဲနှက်စဉ်ရှိနေသည်ဆိုပါလင်ရည်စရာ ဖြစ်နေပါလိမ့်မည်။ ဘတ်စုံဖွံ့ဖြိုးတိုးတက်ခြင်းဟူရ၌ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအသွင်းတည်ထန်နှင့်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အနှစ်သာရဟူ၍ရှိပါ၏အသွင်းတည်ထန်နှင့်အနှစ်သာရနှစ်ခုစလုံးတိုးတက်မှဘတ်စုံဖွံ့ဖြိုးတိုးတက်ခြင်းဟုကျွန်ုပ်တို့လက်ခံ အတည်ပြုရပါမည် မြန်မာနိုင်ငံသည်ထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်ယုံကြည်သည်ဖြစ်၍စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အနှစ်သာရကိုထေရဝါဒဗုဒ္ဓယဉ်ကျေးမှုက အထူးအပြေးဝါပေးပါ၏သို့သောထေရဝါဒမဟုတ်သောဝါဒသဘောတရားများ၏လွှမ်းမိုးမှုကို ရှင်းနှစ်ပေါင်း2000ခန်းမှစ၍စတင်ခံခဲ့ရပါ၏ဗိဒနိုခိ AD 100ရာစုမှ65ရာစုတရေခိတရာခိ AD 300ရာစုမှ10ရာစုဗကံခိ AD 17ရာစုမှ73ရာစုစသည့်ခမည်း၏ကိုယ်ွယ်ယုံကြည်မှုများကို သူရေသနပြုလုပ်ကြည်လင်းသည်သာထင်ရှားပါ၏ ယခုခေတ်တွင်လည်းခေတ်သေးခေဟောင်းဝါဒထုဝါဒစမ်းများဤထိုးနှက်ချက်ကြောင့်အယူသီးမှုများစွာဤဒံကိုဒူးညွတ်ခံခဲ့ရပါသည် ဥပမာဖျားဆင်းသူတော်ကပြုံးခြင်းမဲ့ခြင်းငွေညင်းပေါက်ခြင်းချွေးဆို့ခြင်းလက်ပွားထွက်ခြင်းမျက်မှန်တက်ခြင်းတန်ကြိုးခတ်ခြင်းမဲ့ရှင်၍ခြင်းလက်ညိုးတော်မှ ရေကြခြင်းစသည့်အခြေမြင့်မရှိသောအည်သီးမှုများ နေရထမရှေခွက်ဖြင့်ငွေအပြည့်ပေးပါဥစ္စာစရဏတမန်သောစသည့်နေရန်ကစာများနှင့်ငွေစကူပုံများရိုင်းနှိပ်ထားသောနေရန်ကပိုစတာများစသည့်အခြေမြင့်မရှိသောယုံကြည်အယူသီးမှုများသည်လည်းလူသား၏စိတ်သက်ကြံ့ခိုင်မြင်မာရေးကိုနှိတ်ကိုချိုးနှိမ်သလိုဖြစ်ပါ၏ ဟိုဘေးရင်သုံးပုံဆောင်ပုံနာတို့သည်အေးဘေးရင်သုံးပုံကို ကိုစားကရောက်၍နှိမ့်မြုပ်ကုန်၏နှိမ့်မြုပ်၍ပျက်စီးခြင်းသို့ရောက်ကုန်၏တန်လျက်ကို ရေမှတ်၍အချောက်တိုက်ကူးသည်နှင့်တူကုန်၏တကားထို့ကြောင့်ဘေးရင်သုံးပုံဆောင်ပုံနာတို့၏ဤဘေးရင်သုံးပုံတို့ကို ရွာမနီးသောတောကြီးဟူ၍လည်းဆိုအပ်ကုန်၏ ဘေးရင်သုံးပုံကိုပျက်စီးရပျက်စီးချောင်းဟူ၍လဲဆိုအပ်၏ဟုဖျားမြတ်စွာကဒီကနိကေတိလက္ခဏဝတ်ပါဠိတော် တေဝိဆာသုံး၌ဟောကြားဆုံးမတော်မူသည်ကို လိုက်နာတည်ပြုသင့်ပါ၏အချို့သောစာရေးသူများကလည်းဖျားအကြိုက်ထက်အများအကြိုက်ဖြစ်သော အပင့်အမြောက်အချောက်အလက်များအင်းအိုင်ခါလက်လက်ဖွဲ့မန္တန်များအကျိုးမရှိသောအထူးဆန်းများ မော်ဆုံးကဝေပယောဂဂန္ဓရီအတက်များဖြင့်အခြေမြင့်မရှိသည့်အယူသီးမှုများကို ရေးသား၍မျိုးဆက်သည့်လူငယ်များအားမှိုင်းတိုက်နေကြသည်မှာအတော်အတန်ပင်မှိုင်းငွေဝလင်နေကြပေပြီးအယူသီးမှုသည်စိတ်ဓာတ်အားကြာဆင်းခြင်းပင်ဖြစ်ပါ၏အခြေမြင့်မရှိသည်ကိုလက်ခံယုံကြည်ခြင်းမှခြေခြေမြင့်မြင့်လေးလာတွေးတော်ဆင်ခြင်းရန်အားနည်းသောကြောင့်ဖြစ်ပါ၏ ဘတ်ဆောင်ဖွံ့ဖြိုးတိုးတက်၍ပန်းနိုင်သောရှေ့ရှုချီတက်နေသောမြန်မာနိုင်ငံသည် အထက်ပါအခြေမြင့်မရှိသောယုံကြည်လက်ခံမှုများကြောင့်ရှေးခီးမတွင်ဖြစ်နေပါတော့၏ယခုအခါထေရဝါဒဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသားများသည်အရာရာ၌ခြေခြေမြင့်မြင့်ထဲထဲဝင်ဝင်လေးလာဆန်းစစ်ဆင်ကျင်ရန်အခါမနှောင်းသေးပါ သောမဟုတ်ပါပဲအကုံအကန်းယုံအယံယုံဖြင့်ဆက်လက်ယူသီးနေကြပြီဆိုပါလင်အောက်တန်းနောက်တန်းကြ၍နောက်ဆုံး၌ထေရဝါဒဗုဒ္ဓဘာသာယဉ်ကျေးမှုသည်ပင်လင်တိမ်ကောပြောင်းဆုံးရပါလိမ့်မည် အယူသီးမှုတို့သည်ယခုအခါချုပ်သွားကျုံသွားရမည်အစားချက်ကကျေပြန့်လာသည်ကို တွေးမြင်ရပါ၏ဤသို့ဖြစ်ရခြင်းမှာစာပေဖောင်းပွားခြင်းလူသား၏အလိုလောဘများ ကြီးထွားလာခြင်းရေသာခိုးအချောင်လိုက်လိုခြင်းကိုအားကိုမကိုလိုခြင်းထေရဝါဒမဟုတ်သော အပဝါဒများလွှမ်းမိုးလာခြင်းစသည့်အကြောင်းချက်တို့ကြောင့်ဖြစ်တန်ရာ၏ ထေရဝါဒဗုဒ္ဓဘာသာထေရဝါဒဗုဒ္ဓယဉ်ကျေးမှုသည်ကိုအားကိုကိုသောအတ္တဟိအတ္တနောနာထောဝါဒဖြစ်ပါ၏ခြေခြေမြင့်မြင့်လေးလာတွေးတော်ဆင်ခြင်းသောဝိပဇိဉဏ်ကိုမွေးမြူပေးပါ၏အရာရာကိုဝေဖန်ပိုင်းခြားရန်အိဟိပတ္တိကောလေလွတ်လပ်မှုအပြေဝပေးပါ၏ ထို့ကြောင့်ဘတ်ဆောင်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်စီတို့လှမ်းချီရာတွင် ထေရဝါဒဗုဒ္ဓဘာသာ ထေရဝါဒဗုဒ္ဓယဉ်ကျေးမှုလမ်းစဉ်နှင့်အညီကျင့်ကြံအားထုတ်မိဆိုလျှင်လောကီလောကုတ်ဘတ်ဆောင်ဖွံ့ဖြိုးတိုးတက်မီမှာဤကံဖြစ်ပါသည်ဓမ္မရန်သည်2001ဇန်နဝါရီလအမျိုးသမီးများကျေးဇူးဆက်ရန် ရှိသည်မှာ ယဟန်တို့ဂင်းကယမုန်နာ အစီရဝတိတရဘူးမဟိဟုသောမြေကြီးအလုံးတို့သည် မဟာသမုဒ္ဒရာတို့ရောက်ကုန်လက်တော်ရှေး၌ဖြစ်သော အမိအနွယ်တို့ကို ဆွံ့၍မဟာသမုဒ္ဒရာဟု၍ပင် ရေတွေ့ချင်းတို့ရောက်ကုန်တကဲသူဤရတူပင်မင်းပုံနာကုံတဲ့သူစင်းရဲဟုသော အမိမျိုးလေးပါတို့သည်မြတ်စွာဘုရားဟောတော်မူသောဓမ္မဝိနည်းသာသနာတော်၌လူပေါင်းမှယဟန်ပေါင်းတို့ရောက် ုံလက်သောရှေး၌ဖြစ်ကုန်သော အမိအနွယ်တို့ကိုဆွင့်၍တာဂီဝိမင်းသားဖျားသားတော်ယဟန်တို့ဟူ၍တာလင် ရေတွယ်ချင်းတို့ရောက်ကုန်၏ပါတိမောက္ခဌာပနခန္ဓာສູລະဝတ်အနတ္တတရားကို အခြေခံ၍ပရိစ္ဆသမုပ္ပတ်တရားကို အလေးထားသောဘုရားမြတ်စွာသာသနာတော်၌လူဒန်းစားခွဲခြားမှု အမျိုးဆက်ခွဲခြားမှုတို့သည် ရှိကောင်းသော အရာများ မဟုတ်ပါချေ ဖျားမျက်စာမပွင့်ထွန်းခင်ကအိန္ဒိယနိုင်ငံ၌အမျိုးဆက်ခွဲခြားမှုလူဒန်းစားခွဲခြားမှုတို့သည် အရှိန်ဟုန်ကြီးမားခဲ့ပါ၏အထူးသဖြင့်အမျိုးသမီးများကိုအလွန်နှိမ်ချထား၏ဤဒီဘန္နာနာ မုဒ္ဓမံဟူသောစကားအရာအမျိုးသမီးများကိုအမျိုးသားတို့၏သုံးဆောင်ဖွဲ့ရာပစ္စည်းဘန္နာတို့တွင် အကောင်းအမွန်အမင်းမြတ်ဆုံးဟူသောပစ္စည်းဘန္နာတစ်ခုခုယူဆထားကြကုန်၏ တို့ဖြစ်ရာကမိမိပိုင်ပစ္စည်းဝိထုကို အခြားသူများမမြင်ရအောင်ဖုံးအုပ်ထားသည့်အလားမိမများဤမျက်နှာကို ဖုံးအုပ်ထားကြကုန်၏ရှေးအခါကလင်းသေးသောအခါမိမများသည်လင်းနှင့်အတူမိသူချခံရသည့်ဒလေထုံးစံပင် ရှိခဲ့ဘူးပါ၏ ထိုခေကထွန်းတောက်ခဲ့သောဗြမဏဝါရအရှိန်ဝါအောက်တွင် ပြပြဝဲမြအနှိမ်ခံအဖိနှိမ်ခံလူဒန်းစားတရက်ဖြစ်ခဲ့သော အမျိုးသမီးတို့၏အခွင့်အရေးကအလွန်နှဲပါလွန်ပါ၏ဘာသာရေးတွင်လည်းလူမှုရေးတွင်လည်းကအပြုခံတို့သာ ဖြစ်ပြီးလွတ်လပ်မှုမရှိခဲ့ကြချေဗြမဏတို့၏ဘာသာရေးတွင်အမျိုးသမီးများဖို့လုံးဝနေရာမပေးခဲ့ချေ ဖျားမျက်စွာဤမူဝါဒ၌ကအမျိုးသမီးများအားဖိနှိပ်ချုပ်ချယ်ကန့်သက်ခြင်းကိုမရှိခဲ့ချေဖျားမျက်စွာသည် ခန္ဓာ၅ပါးကိုဥတည်ယူဆမှုရှိပြီးပုဂ္ဂိုလ်တ attva သူငါယောက်ျားမိန်းမစသည်ဖြင့်ခွဲခြားပြီးမဟောခဲ့ပါ အမျိုးသမီးများလွတ်လပ်မှုနယ်ပါးလာသောယခင်အိန္ဒိယနိုင်ငံရင်ကျေးမှုတွင်ဗုဒ္ဓနှင့်ဗုဒ္ဓယူဆများကြောင့်အမျိုးသမီးများလွတ်လပ်မှုပုံမူရရှိခဲ့ခြင်း ဖြစ်နိုင်ခြေ၏ ဖျားရှင်တို့ဤပိယိတ်သက်၄ပါးတွင်ယဟန်ယောက်ျားပိယိတ်သက်ယဟန်မိမပိယိတ်သက်ဥပဒကယောက်ျားပိယိတ်သက်ဥပတိကမိမပိယိတ်သက်ဟုပါရှိရာသာသနာတော်၌မိမတို့ဤအခန်းကဏ္ဍသည်ထေဝါခန္ဓာခဲ့ပါ၏ မဟာဗဇာပတိဂေါရမီခေမာထေယီဥပလဝိဝနထေရီဗရာစာရီထေယီဓမ္မဒိနာထေယီစသောယဟန်မိမ73ဦးတို့သည်ဖျားမြတ်စွာဤသာသနာတော်တွင်ဧတရက်ပွဲရရှိသမတ်ချင်းခံရသူတို့ဖြစ်ပါသည် အင်္ဂုတ်ထုဧကကနိပါဒဧဒဧဒဒဝဧဒဒကဝတ် ဖျားမြတ်စွာသည်အမျိုးသမီးများ၏မိခင်မြတ်တာဓာတ်ကိုလေးစား၍ကလေးတငယ်၏ကြီးပွားချမ်းသာမှုကိုများစွာလိုလားတော်မူပါ၏။တာရကပြရသောကိုဝင်ဆောင်အမျိုးသမီးတဦးသည်ဘိက္ခုနီတို့ထံ၌ယဟန်ပြု၏။များမကြာမီ ထိုဘိက္ခုနီမသည်ကလေးမွေးဖွား၍ဖျားရှင်အားရှောက်ကြ၏။ဖျားရှင်က ထိုတငယ်တီကြလိမ်မာခြင်းရောက်သည့်တိုင်အောင်မွေးမြူရန်ခွင့်ပြုတော်မူပြီးအကူညီရစေရန်အခြားဘိက္ခုနီမာတယောက်အားမိခင်၏အဖို့ဖြစ်ခွင့်ပြုတော်မူပါ၏အကျယ်ကိုတီးလို့သောဘိက္ခုနီခက်ခန္ဓာဆူလာဝဲ၌ရှိပါ ဖျားမြတ်စွာသည်တဒါဝရိယတတိပညာအားလျောစွာလူတို့၏အစဉ်တန်းကိုတတ်မှတ်ပါ၏ဝိမု ക്തി ညာနာဒသနာကို မြင်မှုမမြင်ဖူးမြစ်သာခြားနာ၏မိမယောက်ျားအဖြစ်ကခြားနာကန့်သတ်မှုမပြုချေပေါ်ပြပါအကြောင်းပြချက်တို့ကို ထောက်ချင်ခြင်းအဖြစ်ဖျားမြတ်စွာသည်အမျိုးသမီးများ၏အဖိနှိတ်ခံအနှိတ်ခံအပြစ်မှကင်းလွတ်ခွင့်ပေးခဲ့လေပြီးတို့အတွက်ဖျားမြတ်စွာ၏ ်ကျေးဇူးတော်သည်အမျိုးသမီးများပေါ်၌နိုင်ရမည်ဖြစ်တော်မူပါ၏ကတညုဒကရဝေဒီသူကျေးဇူးကို သူတတ်ခြင်းသူကျေးဇူးကို ပေးဆက်ခြင်းသည် သူတော်ကောင်းတို့၏အလုံးဖြစ်ပါ၏မင်္ဂလာလည်းမိပါ၏စစ်စစ်ဖယားမြတ်စွာသည် အမျိုးသမီးများအားဖိနှိပ်ချုပ်ချယ်သော ပုဂ္ဂိုလ်မဟုတ်ခဲ့ချေယခုအခါအချို့သော နေရာဒေသတို့၌ သိမ်းများဖျားတစောင်းများတဲ့သူအမျိုးသမီးများမဝင်ရခြင်းသည်ခေစားလာ၏မော်လမြိုင်မြို့နယ်ကြိုက်ခမီးကြိုက်မရော့ဂရုကောနနှင့်ကြိုက်သီးတို့စသည်တို့၌မိမများမဝင်ရဟု တားမြစ်ထားပါသည်ဤသို့တတ်မှတ်ခြင်းသည်တကယ်တန်တူထေရဝါဒဗုဒ္ဓဘာသာ၏ကန္တချက်တို့မဟုတ်ကုန်ထေရဝါဒဗုဒ္ဓဘာသာမှ အပဝါဒများ၏စည်းကမ်းချက်တို့သာဖြစ်ပါ၏ ဤနေရာ၌အိမ်တွင်သာသနာလုပ်ငန်းသည်အမျိုးသမီးမိခင်များ၏လက်ဝယ်၌တည်ပါ၏အိမ်တွင်သာသနာတန်ရှင်းစင်ကြယ်မှရက်ရွာ မြို့တွင်သာသနာလည်းတန်ရှင်းစင်ကြယ်တည်တံ့ပြန့်ပွားပါမည်ထိုမှတဆင့်တိုးတက်၍ကျယ်ပြန့်စွာသောရက်ဝင်းသူဖျားမြတ်စွာ၏သာသနာကို ပြန့်ပွားထွန်းကားစေရ၏ထို့ကြောင့်ဖျားမြတ်စွာ၏ဂျေဇုတော်ကို အထူးပေးဆက်သင်ပါ၏ထို့ကြောင့်ဖျားမြတ်စွာ ၏ယေရှုတော်ကိုတည်တတ်ပါလင်ဖျားမြတ်စွာ၏ယေရှုကို ပေးဆက်လိုပါလင်ဖျားမြတ်စွာ၏ထေရဝါဒသာသနာတော်ကိုထေရဝါဒနီလန်ကြကြလိုင်းနာကြင်ကြင်သင်မှာကြောင့်အမျိုးသမီးပေါင်းအားတည်ပေးအတိပေးရပါတော့သည် ကျမ်းကိုမြန်မာနိုင်ငံထေရဝါဒဗုဒ္ဓဘာသာစစ်တမ်းအရှင်ပြင်ကျိန်းနာ ပြီးဝင်တာမိုးကုတ်ခါတော်မီထေရဝါဒဗုဒ္ဓဘာသာ ရေစကြိုအရှင်အေတီကဒမရန်ဒီ2009နိုဝင်ဘာလနှစ်နှစ်နဂါလှည့်စားသူ နတ်ဆိုဒီမှာပါဠိဟောဟာရနာထမဆင်းသက်လာသော ပါဠိသဲဟောဟာရဖြစ်ပါ၏အဓိပ္ပာယ်မှာကိုးခွဲရာ စီကဲ့ရာဖြစ်ပါသည် လောက၌နတ်၃မျိုး၃စားရှိပါ၏ ဝိသုဒ္ဓိနံဥပပတိနံတမှုဒိနတ်တို့ဖြစ်ကြပါ၏ဝိသုဒ္ဓိနံမှာဖရာပစ္စေကဗုဒ္ဓယဟန္တာတို့ကိုဆိုလိုပါ၏ဥပပတိနံမှာအထက်နဘုံ6ဘုံနှင့်မြမဘီမနတ်မြမတို့ကိုဆိုလိုပါ၏တမှုဒိနံမှာမင်းစသည့်တိုင်းပြည်အုပ်ချုပ်သူများကို ဆိုလိုပါ၏ ဤ၌မီယိုဖလောင်အတွင်38မင်းအပြင်38မင်းသည်နာထဝါနတ်စင်း၌မပါဝင်ချေ၎င်း38မင်းတို့သည်ဝိနိပါတိက ပိတ်တာအပေပုံသားများသာ ဖြစ်ကြပါ၏နတ်ကိုယ်ွယ်မှုသည်ကမ္ဘာလူကြီးရိုးနှင့်မရှိမနှောင်း၌ပင်ပေါ်ပေါက်ခဲ့သည်ဟုပညာရှင်တို့ခံမှန်းခဲ့ကြ၏ မြန်မာနိုင်ငံ၌လွန်ခဲ့သော နှစ်ပေါင်း2000ခန့်ဗိဒ္ဓနိုခေပြူရင်ကျေးမှုမှစ၍တရေခေတ္တရာခေဗကံခေနှင့်ယနေ့တိုင်အောင်နဂိုးွယ်မှုဝါမိယောဖလာနဂိုးွယ်မှုကိုကြဲကြဲပြင်းပြင်းပြုလုပ်နေကြောင်း ထင်ထင်ရှားရှားတွေ့ရှိရပါ၏သို့သောဤနဂိုးွယ်မှုသည် ထေရဝါဒဗုဒ္ဓဘာသာနှင့် လုံးလုံးမသက်ဆိုင်ကြောင်းတတိချက်သိမ့်၏ ဖျားမြတ်စွာလိုတော်ကြတမာဒိဋ္ဌိအယူမဟုတ်ဖဲမိစ္ဆာဒိဋ္ဌိတို့ဤအယူသာဖြစ်ပါ၏အဆိုပါမိယောဖလာနကိုွယ်မှုသည်ပိဒနုပြုခေမဆ၍ထေရဝါဒဗုဒ္ဓသာသနာတော်ကိုကဲ့မီတွဲခိုခုတုံးလောက်ခါယနေ့တိုင်းရှင်သန်နေစေဖြစ်ပါ၏ကိုယ်ကိုယ်ယုံကြည်မှုများစွာ၌နှက်ပြီးလင်းငကားဖြစ်၏ နနေ့ငကားသည်တွဲဖက်အသုံးများသောစကားစုဖြစ်ပါသည်နာဂဟုသောပါဠိမှငကားဖြစ်လာသောတလိษံကိုအဘိဓမ္မတို့၌တကောအဋ္ဌိဘက်ပါရှိသော မွေဟုဖော်ပြကြသည်ငကားဝါမွေကိုကဲမှုကိုအိန္ဒိယနိုင်ငံ အင်ဒူမြေဝန်းရင်ကျေးမှု BC 3000ခန်းမှစ၍ဆင်းသက်လာသည်ဟုသူတေသည်တို့ယူဆကြ၏ ဟာရဘတ်အေလန်နဲ့ဘေဘီလုံတို့တွင် အထင်ရှားကိုးကွယ်မှုရှိကြောင်းတွေးရှိရ၏အင်ဒူမြဝမ်းယဉ်ကျေးမှုကိုတီထောင်သူတို့မှဒရာဗီဒီယန်လူမျိုးများဖြစ်ကြသည်၎င်းတို့သည် သစ်ပင်တောတောင်စသည်တို့ကိုလည်းကိုးကွယ်ကြ၏၎င်းတို့၏စကားအရမွေတတဝါကို နာဂဟုခေါ်၍၎င်းဝါမွေကိုးကွယ်မှုကိုစတင်သူများဖြစ်ကြောင်းလေးလာရပါသည် နဂါကိုကွယ်မှုနဂါဘာသာဝင်တို့သည်အင်အားကြီးထလာသောအခါနဂါဘာသာဝင်ဖြစ်ရခြင်းဝါနဂါမျိုးဖြစ်ရခြင်းကို ခုံယူဝင်ကြကြ၏၎င်းတို့၏အုပ်ချုပ်သူအားနဂါမင်းဟုခေါ်ဝေါ်ကြ၏အိန္ဒိယပြည်မ၌စတင်ခဲ့သောနဂါဝါမွေတလိษံကိုကွယ်မှုသည်မြမပြည်နှင့်အရှိတောင်အာရှနိုင်ငံများတရုတ်ဂျပန်နိုင်ငံများသို့လည်းပြန့်နှံ့ရောက်ရှိသွားခဲ့၏ အိန္ဒိယပြည်မတွင်မူမွေနဂါကိုကွယ်မှုသည်ယနေ့ခေတ်အထိပင်ရှိသေး၏မြန်မာနိုင်ငံ၌လည်းနဂါကို ရှေးအစဉ်ဆက်ကပင်တည်ရှိကိုကွယ်ခဲ့ကြ၏မှန်နှန်းရာဇဝင်တော်ကြီး၌တည်ရခေတ္တရာမြို့ဒီနန်းဒီအကြောင်းနှင့်ဆက်လင်း၍ဂဝင်ပတိယတိတကြနဂါဂလုံးစန္ဒီပရမေတ္တရာဆိုသူတို့ကလည်းဖျားမြတ်စွာဗျာဒိတ်တော်အတိုင်း တရေခေတ္တရာမျိုးကိုစတင်တည်ထောင်ကြောင်းပါရှိလေသည်ဤအကြောင်းရင်းမှာဖရာမြတ်စွာဟောကြားတော်မူသောပိဋကတ်တော်၌မပါရှိပါပကံပြီတောင်သူကြီးမင်းဖြစ်သောညာဦးစောယဟန်မင်းလက်ထက်တွင်လည်းငကားယုတ်တုကို ကိုးကွယ်ကြောင်းဖတ်ရှုရ၏ကျန်စေသားမင်းလက်ထက်တွင် မဟာယာနတရဏဂိုင်းဆိုင်ရာကိုးကွယ်မှုများဖြစ်သည့် ဘိဒနောကိုကွယ်မှုနတ်ကိုကွယ်မှုဂဝင်ပတိကိုကွယ်မှုစသည့်ထေရဝါဒဗုဒ္ဓဘာသာမဟုတ်သော ကိုကွယ်မှုများရှိခဲ့ကြောင်းကျန်စစ်သားမင်းကြီးဤနန်းတီကြောက်စာပကံနတ်လောင်ကြောင်းနှင့်အပေယရနာဂူဖျားများရှိ ပကြီတို့အားသိရပါ၏ယခုအခါမြန်မာနိုင်ငံ၌ငကမွေကိုကွယ်မှု မရှိတော့တော်လဲ ၎င်းယုံကြည်လက်ခံမှုသည်ကျေပြန့်ထင်ရှားစွာရှိကြောင်းမြမပြက်ကလေးကဥစွာတတ်သိခံမှ၏ယမနဝါဒလာနခက်ဘေဒီ၌ငကလဲ့ကိုကြည်၍ဆောင်းရန်ရှောင်းရန်များကိုမိယိုးဖလားဗုဒ္ဓဘာသာဝင်များလက်ခံယုံကြည်ကြ၏တဖန်ဗုဒ္ဓဘာသာသာသနိကအဆောက်အုံဇေဒီပထိုးများ၌လဲစနေဂျိုခွင်ဤအယက်အနောက်တောင်တောင်၌စနေဂျိုမင်းဤ စီးတော်ရင်၎င်းတလိษံကို တွေးရှိရ၏ဤ၌မြမနိုင်ငံတွင် မိစ္ဆာဒိဋ္ဌိအယူဆရှိသူမိယောဖလာ38မင်းယုံကြည်သူတို့၏နှစ်နှစ်၎င်းမလဲစားနေဟူသောဆောင်ပုဒ်ကိုဆောင်ပုဒ်ဆွေးကြီးကိုလက်ကင်ထား၍ယင်းဆောင်ပုဒ်ကိုပင်လှည့်စားနေသူတို့မှထိုနှစ်၎င်းယုံကြည်သူတို့ပင်ဖြစ်ကြောင်းတင်ပြပါအောင်အံ့ မိယောဗလာနဲ့ယုံကြည်သူတို့သည်နတ်ကိုမိတို့လှည့်စားသည်ဟုမူနန်ကရိုင်ကျွဲနဲ့ပူဇော်မှုအခင်းချင်း၌လှွတ်ကျွဲသို့မဟုတ်တက်ကျွဲအစီစဉ်ပါဝင်၏ထိုအခါတကဲ့ကျွဲအစားငရဲနှကောင်ကိုကျွဲတရှင်ဟုလှည့်စားခေါ်ဝေါ်ကငရဲနှကောင်ကိုလှွတ်ကြ၏တက်ကျွဲအစီစဉ်၌လည်းငရဲနှကောင်ကိုပင်ကျွဲတရှင်ဟုခေါ်ဝေါ်လှည့်စားကခေါင်းဖြတ်တက်ကြပြန်၏ ဤ၌ငရံကိုကျွဲဟုလှည့်စားခြင်းမှာ ਨੇ ယုံကြည်သူတို့ပင်ဖြစ်ကြောင်းကောက်ကွက်ကွင်းကွင်းသိမြင်နိုင်ပါ၏အမေရင်ရင်နဲ့ပူဇော်ပါဒစားတော်စာဆက်ကြရာ၌လဲအမေရင်ရင်နဲ့မူရင်းစားတော်စာမှာဝတ္တတဖုံးမြုပ်သာဖြစ်ပါ၏သို့သော အောက်ပြရောက်အမေရင်ရင်အဝတ္တဖြစ်မဆက်သားကြတော့ချေ ဝတ္တအစာအခြားစားတော်စာများဖြင့်လှဲ့ဘက်ခါဆက်သားကြသည်ကို တွေးမြင်ရပါ၏ယခင်ဥမင်းကျော်နှင့်ဤမူရင်းနှက်ချင်းတပုံး၌ကြက်ကလေးငယ်စူပါလွန်ဝတ်တဲ့ဝတ္တပြွန်ဝတ္တာပြုံးနေအရက်တောက်ချိန်တန်ချီလေးဟုပါရှိရာယခုဦးမင်းကျော်နဲ့သည်ဝတ္တာမဆာရဟုနဂရော်များကလှဲ့ပတ်ပြောဆိုကား ဝတ်သားဖြင့်တင်မြောက်ခြင်းမပြုကြတော့၍ဥမင်းကျော်ဟူသောမြမစစ်စစ်နှကြီးလည်းဝတ်သားမစားရတော့ဘဲအလှဲစားခံရလေတော့သည် အချို့သောကနာစည်းတို့သည်ကနာပွဲကိုကန်ထရိုက်စနစ်ဖြင့်လက်ခံကျင်းပကြ၏ထိုအခါကနာစည်းကန်ထရိုက်သည်မိမိအမျက်အစွန်းရရှိရေးအတွက်တကြားကြိုချက်ထားသောအရေးကိုရိုးရိုးအရက်ဖြူနှင့်ရော၍အယောင်တင်ကာရန်အရက်အထူးဖြင့်နှက်ကိုလှည့်စားကာတင်းမြောက်ကြတော့၏ဘရင်နောင်မင်း912 943လက်ထက်မတိုင်မီအိမ်တွင်မင်းမဟာဂီရိနတ်အား ကျဲဖြူမွားဖြူစိတ်ဖြူဝဲကြံများတက်ခါတေရက်နှစ်တကွာတင်ပပူဇော်ကြ၏ဘရင်နောင်မင်းလက်ထက်တွင်နတ်ဝင်းတဲ့ဝါနဂရောများကမိမိန်အာနာဆက်ကိုကြောက်ရွံ့ကဖော်ပြကကျဲဖြူနွားဖြူဝဲအရက်သေးစာများဖြင့်တင်များမှုမပြူကြတော့ချေအချာမုတ်ဖြူမုံနီလက်ဖက်စသည်တို့ကိုသာလှည့်ပြောင်း၍တင်ပပူဇော်ကြတော့၏ တဖန်မြင်းဖြူရှင်နဲ့ရွာတော်အရှင်ကိုးွယ်မှု၌လဲမြင်းဤအရှင်သခင်အားကိုးွယ်ရမိအစားမြင်းတလိဆန်ကို ကိုးွယ်သမှုပြုခြင်းများကိုထောက်ချင်ရှုမြင်သုံးသက်ခြင်းအဖြစ်နတ်နှင့်နဂါမလဲစားနှင့်ဟုနတ်ကိုးွယ်သူတို့ကအတန်ကောင်းဟင့်နေကြတော်လဲ၎င်းတို့ကိုယ်တိုင်ကနတ်တို့ကိုလှဲစားနေကြောင်းတွေးရှိရပါ၏ နဂါလှဲစားမှု၌နဂါဥကောင်းလှဲသည်ကို တွဲချက်၍ထရီးသွားမှုကိစ္စကို ပြုကြ၏ဥပမာမြောက်ရက်သို့နဂါဥကောင်းလှဲနေလင်တောင်ရက်သို့မသွားကားဟု အယူသီးကြ၏အကယ်၍တောင်ရက်သို့သွားမိပါကနဂါကတွင်သို့ဝင်မိသည်ကြောင့်ဘေးသောဒုက္ခများနှင့်ကြုံတွေ့ရမည်ဟုနန္ဒကာကိုးကွယ်ယုံကြည်သူတို့က၆လန်းကြ၏ အကြောင်းကိစ္စဖြင့်မလွဲမသွေတောင်အရက်နဂါးကတွင်သို့သွားရမည်ဆိုပါကနဂါးကိုလှည့်စားကြတို့၏အဘယ်သို့လှည့်စားသည်ဟုမူတောင်အရက်နဂါးကတွင်သို့သွားရမည်သူသည် ပထမအနောက်ရက်သို့ဟန်ပြသွား၏ ထိုဟန်ပြသွားသောအရက်မှမိမိသွားလိုရင်းအရက်သို့သွားခြင်းဖြင့်နဂါးကတွေမဝင်မိပဲနဂါးကိုကန်လက်ဖြက်ဖောက်ထွက်သားသည်ဟုတမ္မခာနဂါးကိုလှည့်စားကြတော့၏လူတို့ဤကြောက်ရွံ့မှုမသိနာမလဲမှုတို့ကြောင့်နှမြပေါ်ပေါက်လာရခြင်းဖြစ်သည်ဟုမနုဿတ္တဗေဒပညာရှင်များကမိန့်ဆိုထားပါ၏ နဝင်းတဲ့တို့သည်နန်းနှင့်တကားမလဲစားနှင်းဟုဆွေမြေဟောင်းနှဲနေသောဆောင်ပုတ်အိုကြီးကိုပါဇက်တနက်ပြစ်သလိုပြောဆို၆လန်းပါကုန်၏ ၎င်းတို့ပြောဆိုကိုးကွယ်သောနတ်နဂါးတို့သည် အကဲတန်တုပိဋ္ဌာဘုံသားများနှင့်တလက်ဆိုင်တလိဆန်ဘုံသားများသာဖြစ်သည်မိမိတို့တဘဝတာ အစားချောင်းအနေချောင်းရေးအတွက်ထိုဘုံသားများကိုဗန်းပြခိုင်းစားကာလူအပေါင်းတို့အားကိုးကွယ်သမှုပြုရန်လှည့်စားလှမ်းချောက်ခြင်းသာ ဖြစ်ပါ၏နတ်နဂါးတို့ကိုကိုးကွယ်စည်းကပ်ခြင်းသည်အကုသိုလ်တကားပွင့်၍ကုသိုလ်တကားပိတ်ခြင်းသာဖြစ်ပါ၏အဘ ဲကြောင့်ဆိုသောကာမဒိဋ္ဌိအယူအမြင်မဟုတ်ခြင်းယုတ်တိကင်းမဲ့ခြင်းစိတ်တစားယုံကြည်မှုများသာဖြစ်ခြင်းစသည်တို့ကြောင့်ဘဝလန်းချမ်းမှာ ထာဝရအယံကမ်းမယုံကြည်မိကြစေရန်ဤဆောင်မှဖြင့်မိမောင်းထိုးပြရပါတော့၏ဓမ္မယံသည်2009နှစ်စက်တင်ဘာလအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်အပိုင်းဆုံးမှာပြန်ဆောင်ကြပါမယ်ရှင်ကျမမေဦးမိုးပါရှင်